Psychology of Money အခန်းနှစ်နှံကောင်းခြင်းနှင့်အန္တရာယ်ဘယ်ရာကမှကိုမြင်တယ်လို့အကောင်းကြီးမဟုတ်တယ်ဘူးအဆိုးကြီးလည်းမဟုတ်ဘူးကံကောင်းခြင်းနဲ့အန္တရာယ်ရုပ်ကမွေးချင်းမာနမတွေလို့ပါတဲ့ဒက်ကလက်ပြပြပမှန်လူတဦးချင်းစီရဲ့စူးစမ်းအားထုတ်မှုထက်ဆိုင်သူတို့နှစ်ဦးကဘဝရဲ့ရလက်တွေအတိုင်းအတွက်လမ်းခင်းပေးတာပါဘယ်ရာကမှတင်တွေးချင်တယ်လို့အကောင်းကြီးဖြစ်နေတာနိအဆိုးကြီးဖြစ်နေတာနိမဟုတ်ပါဘူးလို့နယူးယောက်တက္ကသိုလ်မှာပရိုဖက်ဆာ စကော့ဂေါ်ဝေကအမြင်မှုနဲ့ပတ်သက်တဲ့အတွေ့အမြင်အပေါ်မှတ်ချက်ကျုခဲ့ပူပါတယ်။ဘီလ်ဂိတ်ကသူတစ်ချိန်ကကဘာပေါ်မှာကွန်ပျူတာရှိတဲ့တခုတည်းသောအထက်တန်းကျောင်း Lake Site မှာတက်ရောက်ခဲ့ရပါ။ Satellite Data ရှိ Lake Site အထက်တန်းကျောင်းမှာကွန်ပျူတာတက်ဆင်ခံရခြင်းနောက်ခံအကြောင်းရင်းမှာစိတ်ဝင်စားဖို့ရာကောင်းလာပါတယ်။ထို့အကြောင်းအရာများကို Microsoft ကိုပူးတွဲတည်ထောင်သူ Paul Allen ကဥပအတန်းပြန်လည်စောပြပူးခဲ့ပါတယ်။ ဒုတိယကပားစစ်စစ်ပြန်ရေးတပ်မှတိုက်လင်ရင်မူဘီလ်ဒိုဂဲခာစစ်ကြီးအပီးမှာတင်ချာနဲ့သိပ္ပံပါတာပြဆရာအဖြစ်လှုပ်လှုပ်ခဲ့ပါတဲ့တကယ်လက်ပစ်ကပားမှာအပြည့်အတုံမရှိဘဲစာပြေလေးလာရင်နဲ့ကမလုံလောက်ဟုသူကယဉ်ကြည်ခဲ့တယ်။ကောလိပ်ပညာတင်ကြားတဲ့အခါမှာလေကွန်ပျူတာနဲ့ပတ်သက်ပြီးသိချာသိနေလို့သူကကောင်းကောင်းသဘောပေါက်ခဲ့တယ်။ Bill Dougal ဟာ1968ခုနှစ်မှာတပတ်ရစ်တီစီညာ ရောင်းရငွေရလဲမှာဒေါ်လာ3000ကိုကွန်ပျူတာ time sharing အတွက်ရည်ရည်တိဆောက်တဲ့ General Electric Main 5တာနီမြန်နဲ့ထိစက်ထားတဲ့ Teletech Model 30ကိုငှားရမ်းရင် Lakeside Town ရဲ့မိခင်ရအပွက်ထံမှာတောင်းခံခဲ့ပါတယ် time sharing ကို1965ခုနှစ်ကမှသာတည်ထွင်ဖန်တီးခဲ့တာပါ Bill Gates ရှစ်တန်းတက်နေချိန်မှာ အတော်ပြုခွင့်ရတဲ့ကွန်ပျူတာမျိုးကသူ့ရဲ့ပတ်ဝန်းကျင်အတိုင်းအဝန်းမှာတက်ခဲ့သူဖွဲရများပြီးအသုံးပြုနိုင်ခဲ့ခြင်းမရှိပေအလက်ပေမဟုတ်သေးပါဘူး1968ခုနှစ်ဘီလ်ဂိတ်အသက်73နှစ်အရွယ်မှာတောင်းနေပဲဖြစ်သူပေါ်အလင်နဲ့စတင် တွေ့ဆုံခဲ့ပါတယ်ပေါ်အလင်ကလေကွန်ပျူတာအပေါ်ဆက်စပ်လမ်းရင်း YouTube သူဖြစ်ပြီးဝါသနာတူမအူတွေ့ဆုံခဲ့ပါတယ် လက်ဆိုင်မှာကွန်ပျူတာဘာသာရပ်ကမဖြစ်မနေတင်ကြရမည်ဘာသာရပ်မဟုတ်ခဲ့ပြီးအလွတ်တက်တိလာရတဲ့ဘာသာရပ်သာစစ်ခဲ့တာပါဘီလ်ဂိတ်နဲ့ပေါ်အလင်တို့ကကျောင်းဆင်းတဲ့အချိန်များကျောင်းပိတ်တဲ့မြို့ကြီးမှာသူ့ကွန်ပျူတာကိုအယုတ်တယုတ်ကဲ့သို့ပင်သူတို့စိတ်ပျော်သလိုစော့ကစားခွင့်ရခဲ့ပါတယ်သူတို့နှစ်ဦးကလင်းလင်းမြန်မြန်ပဲကွန်ပျူတာတက်တဲ့သူများချစ်လာပါတော့လေတရက်မှာဘီလ်ဂိတ်ကပေါ်အလင်ကို ဟောကျုံမကစင်ပြပြီးတော့ထိတ်တန်းကိုမငင်900လပုံစံမျိုးလောက်ကြမလားလိမိခဲ့ပါတယ်မတိသေးပါဘူးကွာတနည်းနည်းတော့ငါတို့ကိုပိုင်စော်ဝဲကိုမင်းရှိလာမှာပါလို့ဖောအလင်ကပြန်ဖြေခဲ့ပါတယ်ယခုအခါမိုက်ကရိုဆော့ကအမေရိကန်ဒေါ်လာထရီလီယံတန်နဲ့ကုမ္ပဏီဖြစ်နေပါပြီအင်ချာလိုမျိုးပတ်ချက်ကြည့်ရအောင်ကုလသမဂ္ဂရဲ့စရင်စရအယ1968ခုနှစ်မှာအကြံပြအဖြစ်တကဘာလုံးတွင် အထက်ထန်းကျောင်းသား303တန်းရှိပါတယ် ထူအထက်မှ၁၈သန်းဟာအမေရိကန်နိုင်ငံမှာနေထိုင်ကြသူများဖြစ်ပါတယ်။ထူထဲမှ၂၈၀၀၀ဟာဝါရှင်တန်ပြည်နယ်မှာနေထိုင်ကြပါတယ်။ထူထဲမှ၃၀၀ကျော်ဟာစီတယ်ဒေသမှာနေထိုင်ကြသူများဖြစ်ပါတယ်။ထူထဲကမှအယောက်300လောက်သာလိပ်ဆက်အထက်တန်းကျောင်းမှာတက်ရောက်သူများဖြစ်ပါတယ်။၃၀၃သန်းနဲ့စလိုက်တာဟာ အုံးရမှာအဆုံးသတ်သွားရမဟုတ်လားငွေချစ်တက်နိုင်ပြီးကွန်ပျူတာဝယ်ယူတက်နေဆိုတဲ့အမျိုးအမြင်ရှိတဲ့အထက်တန်းကျောင်းမှာတက်ရောက်ပညာသင်ကြားနိုင်တာဟာဒူစတန်းနဲ့ရင်တက်ရောက်တာဖြစ်ပါတယ်ဒီစကိတ်ကထို့သူတူပါလိတ်ဆိုင်တာမရှိခဲ့ရင် Microsoft ဆိုတာရှိလာမှာလို့ပူလို့2005ခုနှစ်လိတ်ဆိုင်ကျောင်းစင်ပွဲမှာဘယ်ဂိတ်ကိုတော့ဝေခံပြောကြခဲ့တာပါဘယ်ဂိတ်ကအလွန်ညာကောင်းတဲ့ထက်မြက်တဲ့ အလုတ်ကြိုးစားတဲ့ဆယ်ကျော်သွက်အရင်မာရင်းကွန်ပျူတာနဲ့ပတ်သက်ပြီးအမှုအမြင်ရှိခဲ့တဲ့အပြင်အခြားသောခေတ်ပြိုင်ကွန်ပျူတာညာစင်ကမရနိုင်ခဲ့တဲ့အပင်လမ်းမျိုးလေးရခဲ့တာပါလိပ်ဆိုင်ကျောင်းမှာတောင်းတောက်ခွင့်ရခြင်းဟာဒူးစတန်းမှာတယောက်သာလှုပ်ဆောင်နိုင်တဲ့ပုံစံမျိုးနဲ့လူတိုင်းထက်နှပ်ပြတပြားတာခဲ့တာပါအခုဘီလ်ကရဲ့တငယ်ချင်းဖြစ်သူကန်အီဗန်အကြောင်းပြောပြပါမယ်သူကြတော့အကန့်ကောင်းခြင်းနဲ့ငွေရှင်းမှန်လို့မှဖြစ်တဲ့ အန်ဒီရီရီနဲ့တွေ့ဆုံခဲ့ရသည်ပါဘီလ်ဂိတ်နဲ့ပေါ်အလင်တို့ဟာ Microsoft ရဲ့အောင်မြင်မှုအတွက်ကမီအတင်ခံခဲ့ရပါတယ်ထို့သော Lakeside မှာတန်တဲ့နေစဉ်ကာလအတွင်းနောက်ထပ်တတိယမြောက်ကွန်ပျူတာဂျိုးတအုပ်ရှိပါသေးတယ် ကန်အီဗန်နက်ဘီလ်ဂိတ်တို့ဟာစစ်တမ်းနှစ်ကစပြီးအခြေဆုံးတငယ်ချင်းများစစ်ခဲ့ကြပါတယ်ကန်အီဗန်ဟာအတန်းထဲမှာလည်းအတော်ဆုံးကျောင်းသားတစ်ယောက်ပါသူတို့နှစ်ဦးကမကြာခဏဆိုသလိုအချိန်တတော်ကြာအောင်ဖုံးပြဖြစ်ခဲ့ကြောင်းကိုဘီလ်ဂိတ်ကအခုလိုပြောပြပါတယ်ကျွန်တော်တို့ဘလောက်တောင်ဖုံးပြဖြစ်ခဲ့တယ်လဲဆိုရင်အခုထိကျွန်တော်ကန်ရဲ့ဖုန်းနံပါတ်ကိုအလွတ်ရသေးတယ်ကြာသူ့ဖုန်းနံပါတ်က525 7851 ပန်အဗဟာဘီလ်ဂိတ်နဲ့ဖောအလင်တို့လိုပင်ကွန်ပျူတာအလွန်တော်သူတူပါတခါကလိတ်ဆိုင်မှာစတင်ချိန်အချိန်စရာကိုတမန်ရိုးကျနီလန့်ဖြင့်တက်တန်းရေးဆဲခဲ့တာမို့ရာနှစ်ချီကျကျောင်းသားများတက်ရောက်မိပါတာရဲ့အချိန်စရာများတစ်ခုနဲ့တစ်ခုတိုက်ဆိုင်မှုရှိမနေအောင်လောက်ဆောင်ရခြင်းကအလွန်ရှုပ်ပေးလာပါတယ်အပြေမရောက်သေးတဲ့ဘီလ်ဂိတ်နဲ့ ကန်အီဗန်တို့ကိုကျန်းကတာဝန်ပေးအပ်ခဲ့ရာနှစ်ဦးသားပူးပေါင်းပြီးကွန်ပျူတာပရိုဂရမ်တစ်ခုတိဆောက်ကထိုပြဿနာကိုဖြေရှင်းပေးခဲ့ပါလေ။ကန်အီဗန်ကပေါ်အလင်လိုမဟုတ်ပဲဂီလ်ဂိတ်နဲ့စီးပွားရေးအမြင်နဲ့အဆုံးမရေမှန်းချက်များကိုညှဝေခဲ့တာလေ။ကန်အီကန်အီဗန်မှာရှင်ကြီးတွေကင်ကြီးရှိတဲ့လက်ဆွဲတက်တာအကြီးတလုံးအမြင်ရှိတယ်ပြလို့ဂီလ်ဂိတ်ကပြန်ပြောပူပါတဲ့။ငါတို့နှစ်ယောက်ကရှစ်လာမဲ့၅နှစ်၆နှစ်အတက်အမြင်အစီအစဉ်ဆွဲခဲ့တယ်တဲ့။ စီယူလုံးနေလားဘာဖြစ်ဖြစ်လာနိုင်မလဲဂျေဘူးကအခက်ဘာဖြစ်တင်တယ်လဲစတဲ့ခင်ပေါ့ဒူကိန်းနဲ့ကန်အီဗန်လို့ကဘာဖြစ်ဖြစ်အတူတကွလှုပ်ဆောင်မယ်လို့အထိုင်ယူထားကြတယ်ဒူကိန်းဟာကန်အီဗန်နဲ့ယင်းနှစ်ခင်မမှုကြောင့်ကိုဝမ်းလက်စိတ်မကောင်းစွာဖြင့်ဆက်ပြောပြခဲ့ပါတယ်ကျွန်တော်တို့လည်းအတူတူအလုပ်လုပ်မယ်ပြီးရင်တေချာပေါ့တူတူကောလိပ်တောင်ပတ်တက်ကြမယ်ပေါ့ဗျာကန်အီဗန်ကဒူကိန်းနဲ့ဖောအလင်တို့လိုပြီး Microsoft ကိုပူးတွဲတည်ထောင်သူဖြစ်လာနိုင်တယ် ဒါပေမဲ့လည်းဖြစ်မလာခဲ့ပါဘူးဂန်အီဗန်ကတောင်တက်ရင်မတော်တဆဖြစ်ကအထက်တန်းကျမပြီးခင်ပဲတည်ဆုံသွားခဲ့ပါရဲ့အမေရိကန်မှာမျက်စင်အလိုလိုလူပေါင်း300လောက်တောင်တက်ရင်တည်ဆုံကြပါတယ်အကြံပြုအဖြစ်တက်တန်းကျမတန်းနဲ့ရင်တယောက်ကတောင်တက်ရင်တည်ဆုံတာပါဒီလိုကလူစတန်းနဲ့ရင်တယောက်သာရရှိနိုင်တဲ့ကံကောင်းခြင်းမျိုးကို လိတ်ဆိုင်မှာရရှိခဲ့တော်လဲကန်အင်မမမူဒူတန်လည်းရင်တယောက်သာကြုံတွေ့နိုင်တဲ့ NDA မျိုးဖြင့်ကြုံတွေ့ခဲ့ရပြီးဘီလ်ဂိတ်ကဲ့သို့တမန်အောင်မြင်မှုမရရှိခဲ့ပြီးတူညီရဲ့အင်အားတူညီတဲ့ပမာဏအရှိတော်လဲစန့်ကျင်ပတ်တာဖြစ်ခဲ့ပါလေ။တန်ကောင်းချင်းနဲ့ NDA တို့က တဦးချင်းစီစ조사အထောက်အထပ်ဆိုင်ရင်လက်တွေ့ဘဝရဲ့ရလက်များအပေါ်အကျိုးသက်ရောက်စေပါတဲ့တင်ယုံကြည်လက်ခံထားတဲ့လူတယောက်ကဒူတိုင်းအပေါ်ဒန်းတူတံပိုးထားလေစားမှုမရှိဆိုတာနဲ့စင်တူပါတဲ့ကံကောင်းခြင်းနဲ့အန်တရာယ်နှစ်ခုစလုံးလဲချစ်လာနိုင်ပါတဲ့ဘာကြောင့်လဲဆိုတော့တင်းရဲ့ရာဂိုင်နှုံးပြိလှုပ်ဆောင်မှုမှရာဂိုင်နှုံးပြိရလက်ရရှိနိုင်မှုအတွက်လောကကြီးမှာအလွန်ရှုပ်ဖေးလွန်းလာပါရဲ့တင်ဟာအစိုးမရှိလှုပ်ရှားနေသူလူကောင်း 9ဘီလီယံထဲကတယောက်ဖြစ်ပါတယ်တဲ့ထေချုံနိုင်စမရှိတဲ့မတော်တဆဖြစ်ရကတင်တတိကြီးစရာလှုပ်ဆောင်တဲ့လိုရက်ထက်ပိုပြီးအတိုးတယောက်စီပါလေဒါပေမဲ့ထိုအရာနှစ်ခုစလုံးကတိုင်းတရာခတ်ပါပဲလက်ခံတင်နိုင်မှုလည်းခတ်ပါလေတခါတလေကြရင်လုံးဝနစ်လူရှုမိပါလေဘီလ်ဂိတ်လိုလူတိုင်းမှာကန့်အီဗန်လိုလူဆိုင်မှုရှိနေပြီးအဆုံးသတ်မှာတော့မတူညီတဲ့အခြေအနေကိုကြုံတွေ့ကြရတာပါ တကယ်လို့များကံကောင်းခြင်းနဲ့အန်တရဲ့တင်းတင်းပြပြသစွာတတိပြုကြည့်မယ်ဆိုရင်သူများတွေရဲ့ငွေကြေးစာရအမီနုအပေါ်ဒါမှမဟုတ်မိမိရဲ့အမီနုအပေါ်ဘာကြောင့်ဆိုရာသိရမှာပါဒါကြောင့်မို့လို့တင်ထင်နေတယ်လို့မျိုးအစိုးကြီးမဟုတ်တယ်လို့အကောင့်ကြီးလည်းမဟုတ်ပါဘူးကျွန်တော်တို့မသိနိုင်တဲ့ရင်းနှီးညွှန်လည်မှုအကြောင်းအရာညီတဲ့ကမှခ냥ပါကိုသိကျင်လာရှိတဲ့လို့သီပွားရေးဆိုင်ရာနိုဘယ်ဆုရှင်ရောဘတ်ရှီလာကအမေခံရပူပါတယ် အော်ရင်လေရလက်တိုင်းမှာကံကောင်းချစ်အခန်းကဏ္ဍကတေဇာဘောက်ပါပါလေဟုသာသူကပြန်ဖြေခဲ့ပါရဲ့အဲ့ဒီအဖြေကတကယ်ကိုထိထိမိမိရှိလာပါတယ်။ဘာကြောင့်လဲဆိုတော့ငွေကြေးဆိုင်ရာအောင်မြင်မှုမှာကံကောင်းချစ်ဆိုတဲ့အခန်းကဏ္ဍပါဝင်နေလေဆိုတာဘူးသူမှတွေးတော့ထင်မှားကြပါဘူး။ဒူပလီစဂျင်ကီအောင်မြင်မှုကကံကောင်းခြင်းကြောင့်ပါလို့ အပြောခံရရင်ဂျင်းချင်းမှုမရှိဘူးလို့ပတ်ယူတတ်ကြတာကြောင့်ကံကောင်းခြင်းကိုတိုင်းတာဖို့ခဲရင်ပါတယ်။ကံကောင်းခြင်းကအမြင်မှုရဲ့နောက်ွယ်ကအချက်တစ်ချက်ချစ်တာကိုမကြာခဏဆိုသလိုအလူရှူတာခြင်းကပုံတေကားကြတကူလိုတောင်ဖြစ်နေပြီ။ကဘာမောင်ရင်းနှီးညွှန်းနေသူပါကစ်ဘီလီယံလောက်ရှိပါတဲ့။အဲ့ဒီတဲကမှဆယ်ယောက်ကသာကံကောင်းခြင်းဆိုတာမရှိပဲဘီလီယံနာဖြစ်လာလေလို့တင်ထင်ပါသလားဟုပြောတဲ့မိဖို့အကွတင်းအဖေကဘာဖြစ်မလဲ။ မဖြစ်လာနိုင်ဘူးလို့ပဲအများစုကခေကြနာပါမခုလသူများအပေါ်အကဲထက်ရမှာကံကောင်းကျစ်ဆိုတာရှိနေမဲ့တိတာတော့မှကံကောင်းကျစ်ကြောင့်အောင်မြင်တယ်ဆိုတာမျိုးကတဲ့အတွက်မနာလိစရာဖြစ်နေပါလေကိုကိုကိုအကဲဖက်ရမှာတော့ကံကောင်းကျစ်ကြောင့်အောင်မြင်တယ်ဆိုတာမျိုးဟာတဲ့အတွက်နတ်မခံခြင်းစရာဖြစ်နေပါနဲ့စီပွားရေးပညာရှင်ဘာရှကမဆူရာကဝုံဝင်လက်မြေအကိုရီချပတ်သက်ဆက်လက်မှုကအရင်အမောင်းဒါမှမဟုတ် ကိုလေးချိန်ထက်ပုံမပက်ကဆက်နေကြခေါ်ပြဘူးပါတဲ့တကယ်လို့များတင်ကချမ်းလာပြီးအရက်ရှိမယ်ဆိုရင်တင့်ကြီးကိုမောင်တော်မလည်းအရက်ရှိပြီးချမ်းလာကိုအလားလာပုံများပါတယ်ကျွန်တော်စိတ်အတင်းစနေလို့တတော်မင်းများကအဲ့ဒီဆက်လွန်မှုကမှန်ကန်တယ်လို့အလိုလိုလက်ခံကြပါတင်ညာကြီးအစဉ်အတန်းနဲ့ခင်းချင်းပြနိုင်တဲ့ဘဝလမ်းကြောင်းကမိဖဖြစ်သူရဲ့လူမှုစီးပွားရေးဆိုင်ရာအခြေအနေနဲ့ အများကြီးတက်ဆိုင်နေရပါတဲ့စီးပွားရေးမှာတချုံသွားတာကတိုးစားမှုမလုံအောင်ခဲ့လို့လားကောင်းမှုဝင်ရှိတဲ့ယင်းနှုံနှုံမျိုးဆိုတာကိုကန်းကန်းသဘောမပေါက်ခဲ့လို့လားအလုံးလုံးစင်တလျှောက်အပြင်းထုံလုံးတယ်လို့လားတခါတလေတော့ဟုတ်တာပဲအီလို့ဖြေရမှန်ပဲဒါပေမဲ့ဘလောက်များမှန်တယ်လို့လဲအဲ့ဒီတော့တိဖို့မလွယ်ကူလှပါကူမိမိပါလေမိမိပါလို့လို့ရာဂန်တော့ကအောင်မြင်ရမဖြစ်နိုင်တလေအန်တရယ်ဆိုတဲ့အရာကတန်ဆိုးရပတ်ချမ်းတဲ့တာချစ်ဖြတ်သွားတော့ အရာသာဖြစ်ပါဂျာလနစ်အနေရဲ့ကိုတတိနဲ့ရှင်ပြီးရွေးချယ်ခွဲထုတ်ရင်စူးစားပါက အဖြစ်ဖြစ်တွေကပိုခက်ခဲလာမယ်ပိုရှုပ်ဖွေးလာမယ်ပိုနားလည်ရခက်လာဥပမာကျွန်တော်အနေနဲ့စတော့ဝယ်လိုက်တယ်ဆိုကြပါစို့သို့တော့နောက်၅နှစ်ကြာတဲ့အခါတွင်ဘာမှဖြစ်မလားဒါဆိုရင်ကျွန်တော်ကမှားယွင်းတဲ့ဆုံးဖြတ်ချက်ကိုအစကနဦးခရဲကချမှတ်လိုက်တာဖြစ်နေတယ်ဒါမှမဟုတ်ရင်လည်းကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချစ်ဆက်ရခိုင်နှုံးကိုချမှတ်နိုင်ခဲ့ပြီမယ်ကျန်တဲ့20ရာခိုင်နှုန်းတော့ မကောင်းတဲ့ပတ်ချံကိုရောက်သွားတာလေဖြစ်နိုင်တာပဲဘယ်အရာကဘယ်ဘက်ကဆိုတာကျွန်တော်အနေနဲ့ဘယ်လိုသိနိုင်မှာတော့ကျွန်တော်အမှားပဲကျူးလွန်မိတာလားဒါမှမဟုတ်တကက်အန်တရန်နဲ့မှထိတ်တိုက်သွားတူပါလား အထူးသောစဉ်ကြက်ချက်များကိုကင်းကနဲ့အချက်အလက်များဖြင့်တိုင်းတာခြင်းပါအမျိုးအမြင်ရှိတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့နေဆဝူဒလက်တွေ့ပါမှာတော့အဲ့လိုမျိုးတွေလုံလုံရပါလို့အယံခတ်ပါလေ။တွဲကူရိုးရှင်းတဲ့အဖြစ်ဖြစ်တွေကိုပဲသဘောကြွေးကြပါတယ်။သို့တော့တခါတရင်လေဂျင်းတဲ့ခံရတတ်ပါတယ်။ရှင်နေဟုတ်ငင်သူများစီးပွားရေးလုပ်ငန်းရှင်များစီကနေရိတ်လာမိတာကတော့ဒဇွန်တို့ဦးရကြာရှုံးသူပါ။အုံမြအဖြစ်ဆုံးဖြတ်ချက်အမှားယွင်းကြောင့်ဖြစ်လာတာလေ။ သတ်မှတ်လေးရှိပြီးကိုယ့်ရဲ့ကြာရှုံးမှုညာကိုကြတော့အန္တရာယ်ရဲ့အမောင်ဘွက်ချမ်းတို့တွန်းပူလေးရှိတာပါပဲကျွန်တော်တို့ကကိုယ့်ရဲ့ကြာရှုံးမှုညာကိုအကဲဖြစ်တဲ့အခါအကျိုးအကြောင်းဖြစ်စဉ်ကိုဂျိုးယိုးရှင်းရှင်းသာကြောချင်ချာလာအဖြစ်လို့လဲဆိုကိုကျွန်တော်တို့ခေါင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုမသိရပါ တင့်မှာစုံလာတဲ့ရလက်တွေရလာမယ်ဆိုရင်အဲ့ဒါကဆိုးရတဲ့ဆုံးဖြတ်ချက်ချက်ပဲဆိုတဲ့အကြောင်းအရာကဒါကျွန်တော်တို့အတွက်အတိတ်ပဲရှိဆုံးဖြစ်ပါလေ။ဒါပေမဲ့ကိုယ့်ရဲ့ကြာရှုံးမှုအပေါ်အကဲပြတဲ့အခါမှာတော့အတိတ်ကဆုံးဖြတ်ချက်နဲ့အပူဆိုးရလာတဲ့ရလက်ကနေအန္တရာယ်များတဲ့အထိထက်သွင်းစဉ်းစားထားတဲ့စကြောင်းတစ်ခုကိုအုံဖော်လေးရှိပါတယ်။ဆုံးဖြတ်ချက်မှန်ကန်စွာချတတ်ပြီးဆင်းရဲတဲ့ဂျီနီပြွန့်နေသူကို Forbes Magazine ရဲ့နေပုံးမှာဘရွန်ကမှဖော်ပြလိမ့်မရှိပါဒါပေမဲ့ဆုံးဖြတ်ချက်မကောင်းပေမဲ့လည်းကံကောင်းခြင်းတူရနေရဲ့ချမ်းသာတဲ့ဟင်းနှမျက်နှာတင်ငါကိုနနဖုံးမှာထော်ပြပါတင်ငါကဲတကူကိုခေါင်းနဲ့ပန်တစ်ဖက်ဖက်ကိုကြာသွားနိုင်တာရှင်တို့အားလုံးကပတ်စံလန်ပတ်သက်ပြီးဘေယာကအလုခင်မယ်ဘေယာကဒီလုံးခင်ဘူးဆိုတော့လိလနေရတာကအန်တရရှိပြီးဤသားနေရလာပါဘန်ရင်းနှမျက်နှာမှုဂျူဟာကအလုဖြစ်မယ်အလုမဖြစ်ဘူး ဘယ်စီးပွားရေးဘူးဟာကအလုတ်ဖြစ်မယ်အလုတ်မဖြစ်ဘူး။အလိုမျိုးဆိုရင်ချမ်းသာလာနိုင်မယ်ဆင်းရဲသွားနိုင်မယ်။ကျွန်တော်တို့ကအာမြင်မှုများနဲ့ကြာရှုံးမှုများကိုစောက်ကြည့်ခြင်းဖြင့်သင်ခန်းစာဟိကြတာပါ။သူလို့တလို့လို့ဒါမှမဟုတ်သူလို့ခက်တလို့မျိုးခလုံးနဲ့တကယ်လို့များကျွန်တော်တို့စီမှာ Harry Potter ရုပ်ရှင်တွေကလို့မော်တော်တရာတချောင်းလာရှိမယ်ရှိရင်ဘယ်လို့ရဲ့ကိုထက်ကတလဲလဲဒုတ်လိုက်လို့အခုလိုရလက်တည်းရလာတလဲဆိုတာကြီး ထိုရက်လက်များကိုတနည်းမဟုတ်တနည်းတက်ရောက်နိုင်တဲ့ခံမရမရသောအန္တရာယ်နဲ့ကံတရားတို့ရဲ့အခန်းကဏ္ဍရဲ့ဆရာတွေကိုရှာဖွေသိရှိနိုင်ပါလေအပေမဲ့ကျွန်တော်တို့ဒီမှာမော်ဒုတ်တယ်မရှိပါထို့သောနာရုမှာ regulation သောအခြေပိုသာနှစ်သက်သောအုံနာမယ်ရှိပါတယ်အားရတော့ပဲအတူရည်တင်းနဲ့ဓမ္မမဟုတ်ရှောက်ကျင်တင်းနဲ့ဒီလက္ခဏာများကိုခွဲခြားသတ်မှတ်နိုင်ရမှာလေကျွန်တော်တို့အတွက်အလွန်ခက်ခဲပါတယ် ဒီကိလူမျိုးအလွန်အမြင်နဲ့နောက်ထပ်လူတယောက်အကြောင်းဖတ်တော့ပြပါ သူရအငင်မှုကကံကောင်းခြင်းချောက်လားအတက်ပညာကြောင့်လားဆိုတာဝေခွဲရခက်ပါကော်နေလီယပ်စ်ပန်ဒပစ်ပါသူရယထားလဲအင်ပါယာကိုချဲ့ထွင်နေစီးပွားရေးဆိုင်ကသဘောတူညီချက်များစွာကိုဇက်တလှုပ်ဆောင်ခဲ့ပါတယ်ကော်နေလီယပ်စ်ပန်ဒပစ်သဘောတူခဲ့တဲ့လှုပ်ဆောင်ချက်တိုင်းဟာဥခရီကိုချိုးဖောက်မှုဖျားချစ်နေကြောင်းကိုသူရစုကွဲအကြံပေးတယောက်ကထောက်ပြပါတယ် နယူးယောက်ပြည်နယ်ရဲ့စီမင်းစည်းကမ်းတွေနဲ့အညီရထားလမ်းကိုပြည့်စပ်နိုင်မယ်လို့ထင်သာလို့လားလို့ Cornelius Benabig ကပြောပါလေ။အဲ့ဒီလိုအချက်မျိုးရှိတဲ့သူကဘာကြောင့်များအရှက်အောင်ခဲ့ရတဲ့ဆိုပြီးစဉ်းစားခဲ့ပူပါထူအချင်းကယထာလုံးများအတွက်ဥပဒေများခတ်ရှိခြင်းထင်ရှိသေးတယ်။ Cornelius Vanderbilt ကသွားစမ်းပါကွာ။ဘာမှဂရုစိုက်စရာနလို့ဖရီးရတာကြော့ပြီးဆက်လုပ်စရာရှိတာလုပ်ခဲ့ပါလား။ Cornelius Vanderbilt အရန်အောင်နေခဲ့ပါ သူရဲ့လည်းညက်ကတရားဥပဒေနဲ့ညီဆုံးတဲ့သို့လောင်ပါလေသူရဲ့အမင်းတို့တို့ဓမ္မဆိုးဖြင့်တွေ့ကြခဲ့လာပါအမျိုးအမင်းရှိတဲ့သူကသူ့ကိုမိုင်မဲတဲ့ဂလန်းချောင်းမျိုးကိုတွားနေမဟုတ်ပေဒါကဘလောက်ကအန်လူကိုညားလိုက်တည်းအဲ့လိုခင်ရှားတဲ့လဇဝဟုတ်ကြည့်ဖို့စုံတီထွဲစီးပွားရေးလငန်းပါလေဘလို့ဒူဘတ်သူကောင်းကသတ်မှတ်ကြမှာလေတရားမှုတွင်တဲ့လုံငန်းအသေးများဟာတရားရဲ့အမိတ်အာနာဆက်ချက်တွေ့လေတော့ချပြီ Cornelius van der Beek ရဲ့ဇလန်းကားလေညာစွာကွေပြားချောင်းကိုအလဲတကူတွေးကြည့်နေရည်။အဆိုရင်ကျွန်တော်တို့စီမှာတသနာတကူရှိနေတာပဲ။အလားတူဥပဒေချိုးဖောက်နေကြဒေဗာလီခင်ရဆိုင်လိုက်ရတဲ့ Aaron Corporation ခံကုန်းမှာပိုးစဲကိနစ်ကာလမြာက Aaron ကတိုးတက်မှုအငြင်းစိခင်မီစီပွားရေးကုမ္ပဏီဖြစ်ခဲ့ပါဒါပေမဲ့ရုံငန်းရဲ့စင်းအင်းများကိုလိန်နေဖျားခဲ့ခြင်းမှတစ်ဆက် သူ့ရဲ့ခန္ဓာကြီးကျယ်နဲ့အလုံးကိုတိဆောက်ခဲ့တာဟုတ်လို့2000ခုနှစ်ဒီဇင်ဘာလမှာဒေဝဒီခင်ရဆိုင်ခဲ့ရပါထို့အချိန်ကဒေဝဒီခံလိုက်ရတဲ့စီးပွားရေးလုပ်ငန်းများထဲမှာအကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်အဲ့ဒါကိုတင့်အနေနဲ့ view ကန်အောင်တည်လို့ Colonius Wonder People ကတင့်အနေနဲ့ချီချူကုန်ကျူလာလာဆူလူရာကဥပရေကတလုံးချဘုဒ္ဓကြီးတည်ပြီးတယောက်ကတန်ကောင်းချစ်ပတ်မှာရှိနေသည့် နောက်ပြောက်ကတော့အန်တီရတချမ်းမှာရှိနေခဲ့တာပါ။ John D. Rockefeller ဟာ American စီးပွားရေးတထေးကြီးဖြစ်ပြီးတရိုက်တသမားတဦးလည်းဖြစ်ပါလား။သူဟာခေတ်သစ်သမိုင်းမှာအချမ်းသာဆုံးသော American ဘီမျိုးအဖြစ်တကြယ်ပြန့်ပြက်သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ထိုနည်းတူစွာပါတဲ့သူဟာလည်းအကြကနဆိုတယ်လို့ပုပ္ပတေလောကလုံးချလို့တဲ့အတွက်တရိုက်သူကြီးတဦးကပဲ John D. Rockefeller ပိုင်ဆိုင်တဲ့စီးပွားရေးကုမ္ပဏီက တမန်တခုတယောက်ညတာဖြစ်တယ်၏မှတ်ချက်ပေးဖို့ပါတမန်ပညာရှင်တချို့ကလည်းသူ့ဖို့ရွေးမှာကောက်ကျစ်တဲ့စီးပွားရေးတမန်အဖြစ်သတ်မှတ်ကြပါလိမ့်စစ်နိုင်ပါတယ်ဒါပေမဲ့ဇလန်းကကြောင်းလဲလာတတ်ပါခင်ဗျားရဲ့စတတတီချင်းမိများအတွက်ခင်မနီတော်တဲ့ဥပဒေကြီးကခင်မပြုတ်ခဲ့တာလားဒါမှမဟုတ်ခမည်းကစိပလူကျူးဝင်ခဲ့တာလားဇလန်းက အခုလိုပဲကြောင်းလဲမှန်ပါသေးတယ်ဂျွန်ဒီဝကကလာဟာပါမစ်ရှင်တယောက်ပါ သူရအမြင်တွေကလည်းတင်ယူဖို့ကြိုးစားပါဒါမှမဟုတ်ဂျွန်ဒီရပါဖရီယာပါရာဇဝတ်ကောင်တယောက်ပါသူရစင်ပိုင်းကြဆန်းတွေကမယ်တင်ယူဖို့ကြိုးစားပါဥပဒေကိုမကပါလို့ဂရုစိုက်ရမှန်းလဲကွာဂျွန်ဒီဂိုကတလာကပြောပူပါလေအမအနာရှိနေတာပဲလေကွာသူပြောတဲ့အတိုင်းကြိုးခဲ့တယ်လေသူမျိုးကအတိုင်းရင်ထင်မြောက်ခဲ့ပါဒါပေမဲ့ဇလန်းရဲ့နောက်ကုန်းစကလုံးပုံကြီးတီးပြီးအတူညီတဲ့ရလက်ကို လိုလေးပူပူပဲခတ်မောင်းလိရပါစဉ်းစားဆင်ခြင်မှုမရှိခြင်းနဲ့ရဲရင်ကျွန်ကအလွာပါလိပဲချပါကန်ကောင်းခြင်းနဲ့အန်ဒီရုအကွက်ပြဆက်ရရပြီဟာတခါတလေမှငမြင်တွေ့နိုင်မှာဘန်ဂျမင်ဂွေဟန်ကအကြီးကျယ်ဆုံးသောရင်းနှီးမြှင့်မှုသူများထဲမှတဦးဖြစ်ပြီးတန်ဖိုးကြီးရင်းနှီးမြှင့်မှုများ၏ဖခင်ညမဲကြီးရင်းနှီးမြှင့်သည့်တတိကြီးဝါရင်ကော်ဖရဲ့လက်ဦးဆက်ရာဖြစ်လူတိများပါတယ် သို့သောပချင်းမင်းဂရမ်မဟဲ့ဤနှယုံနယ်မှုအနေမှုအများစုမှာဂေကိုစတော့ရှယ်ယာငါးစွာကိုပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်ပြီးအဲ့ဒီလိုအမိခဲ့တာကသူပိုတိုင်းချမှတ်ခဲ့တဲ့စီမင်းလိုင်းကိုချိုးဖြတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လေသူပိုတိုင်းဝခံခဲ့ပူပါအခုရောကိစ္စရမှုမှာရဲရဲချင်းနဲ့စဉ်စားဆင်ခြင်မှုမရှိခြင်းမူအပါလေးကဘယ်ကိုရောက်နေတယ်လဲပြကပါတယ်ပန်ချီမင်းဂရီယန်က ူရဲ့ဂေကူအကြောင်းမြစ်ပတ်သက်ပြီးအခုလေပြောပြခဲ့ပါတဲ့ကန်ကုန်းချင်းနဲ့တက်တာတဲ့ဆုံးဖြတ်ချက်တွေကိုအလွဲတကူခွဲခြားလို့မရပါဘူး၂၀၆ခုနှစ်တုန်းက American Dollar တစ်ပလီယံဖြစ် Yahoo ရဲ့ကမ်းလှမ်းမှုကိုနစ်ပတ်ခဲ့တဲ့ Mark Zuckerberg ကပါရမရှင်တူဖြစ်တယ်လေကျွန်တော်တို့တွေးချင်နိုင်တာလေသူကအနာဂတ်ကိုဖင်ခဲ့လို့နစ်ပယ်ခဲ့ပါလို့ပေါ့ဒါပေမဲ့ Yahoo အဝယ်ယူရဲ့ Microsoft ရဲ့ကြီးမားတဲ့ကံလမ်းမှုကိုပယ်ချခဲ့တာကို အဲ့ဒီအယူသူပတ်ဆိုင်ရတော့လူထားလိုက်တံကိုပူဖို့ဘူဝေခဆက်အားထက်ပန်စွာ ဝေပန်ကြပိုင်းဤနေရာမှာစူအုပ်တီချင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက်တင်ငန်းစာကဘာဖြစ်မလဲဒါကြောင့်အန်ဒီယန်နစ်ကခေါင်းချစ်ကထိတ်ထုတ်ရခတ်တာအလွန်ရဥပမာရအများကြီးရှိပါမရေမတွေ့နိုင်သောကန်တမာများနှင့်တာရှုံးမှုများမှရလက်တမ်းမှာကိုစီအာရှိပါအကောင်းဆုံးမန်နေဂျာဖြစ်စေအဆိုးဟောမမီကျော်ဖြစ်စေသူကအရတမားများကို သူတို့ရဲ့အကောင်းမွန်စွာအမှုအထားနဲ့ခဲကြောင်းစီနော်ခံဖွားနိုင်ကြပါစတုံးဖူကအမျက်မှန်တနဲ့စတုံးသူကသူ့ဘာကိုတကယ်လူကျင်နေမတိပြဆွေလေစီဖိုင်းဆိုင်ရာချူချောင်းနှစ်ခုသလုံးကိုလည်းတက်ခံတင်လို့ရစောင်ရင်တတိရှိဘူးပြောင်ရောင်းလာတယ်ဆောင်ရင်ချူချက်ကြောင်းအမှုကတို့နိုင်လာတဲ့ရှေးရပါနင်းပပလေးပဲခြားတယ်လေပြောနေတယ်အန်ဒီရဲ့နှစ်တက်ကောင်းခြင်းဟာဘူတရအနှမျက်နာလေးပါပေါ့နင်းတို့ဘူတာ ဗန်တဘုပြရက်ကနှမျက်နာရှိတဲ့ဟာဗီတက်စကောင်းလင်းကြီးပေါ့ဘေဟာကကံကောင်းကြီးဘေဟာကအရေးချင်းရှိတာဘေဟာကအလေးအကြီးဆုံးအဖြစ်ကင်ဆာရမှန်ကြီးရှိတယ်ဆရာဘေးဘူးဘချတိမင်ကိုခဲညင်းပါ යි အထူးတစ်ချက်ပတ်စံဘူးအကောင်းဆုံးစီမံဖန်ကွက်နိုင်ဘူးတည်ယူနေရနေတဲ့အချိန်လေးမှာကိုဒါပေမဲ့အချက်နှစ်ချက်ကပုံမကမုန်နဲ့မကြောက်ကိုကြပြေးနိုင်မှာဘသူ့ကိုအထင်ကြီး ချီချူအားရမိတယ်ဆိုတာကိုတတိထားပါဘသူကိုအထင်မြင်သေးကြီးရှော့တက်မိတယ်ဆိုတာကိုတတိထားပါ အထူးသဖြင့်ရလက်အားလုံးရဲ့အကြောင်းရင်းမှာစူးစမ်းအထုတ်မှုနဲ့ဆုံးဖြတ်ချက်ချက်လျောက်ကြဟုထင်မြင်ယူဆမိသောအခါမျိုးတွေပိုပြီးတတိထားပါ စီပွားရေးဟင်္ဂါရှစ်တူကတူတာလင်ယုံမွေးချင်းစာလေးတစ်စာကို အခုလို ရေးပြခဲ့ပြီးကအဲ့ဒီစာရဲ့မှာကအားရတချို့လူကြီးက အင်ညာကြီးကိုအားပေးတဲ့မိသားစုမှာမွေးလာပြီနဲ့တချို့ကအမပီးတဲ့မိသားစုမှာမွေးကွာလာကြတယ်။အချို့ကျတော့ပြပြဆိုပြီးချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးစီမှာမွေးဖွားလာကြပြီးတော့တချို့ကျတော့စစ်ပွဲတွေဆင်းရဲမွတ်တီချင်းနဲ့အတူတူမွေးဖွားလာကြရဲ့။ဒါအောင်မြင်ရှင်နာတဲ့အခါတာချင်းရောက်ချင်တဲ့အခါတခုရတတိတာအာမီမူအလုံးအလီရူဟာအလုတ်ကိုကင်းရက်တက်တန်းစူးစမ်းလို့မဟုတ်ပါသည် ဆင်းရဲငွတ်တည်နေတဲ့တန်ရှုံးမှုအလုံးဟာလေ အပြင်းထူခဲ့ကြလေမဟုတ်ပါဘူးတခြားလူရဲ့အပေါ်ဖြစ်စီကိုယ့်ဘုပ်ကိုအပေါ်ဖြစ်စီဝေဖန်သုံးသက်ဖြစ်တဲ့အခါအဲ့ဒါလေးဘူစိတ်ကဲမှာအနဲ့အမတ်ရနေပါငတ်တာဘူတအိုးတလောက်အပင်ငါလို့ဒါကြောင့်မဟုတ်ကိစ္စရဲ့တစ်ခုအပေါ်မှာပဲလီလာအတုံးစီနေတာကအလွန်တည်းအန်ဒီရဟားလာပါတလီယန်နာညာကွန်မြူနီစီရွေးရင်ဒါမှမဟုတ်သတင်းစာထဲမှာပါလာတဲ့ကြည်ကျဲကြာဆုံးခွင့်မြောက်ကို အလုံးအကျုံကင်းတာတင်တင်မီတာမီပါအလုံးအကျုံဥပမာတာတည်သူညီချင်းကတခါတလေအချိန်ဤလေးရက်ကိုဘဘောင်းစုံချုံုံတိရှိနိုင်ကိုအခင်နာလာကိုအလုံးအကျုံဖြစ်နေတဲ့ရလက်ဖြစ်လာရဲ့လေမိမိရဲ့ဘဝအတွက်တကယ်လို့အတက်တင်နေစာကိုမတိလာနိုင်လေစစ်ပါလိမ့်ညာဟာချင်းလိုလေစီဘအဲ့ဒီအလုံးအကျုံဖြစ်နေတဲ့ရလက်ကကံခေါင်းချင်းနဲ့အန်ဒီရဲ့ရဲ့အလုံးအကျုံစနမှုမိကိုခံနာရတာကြောင့်အမေမူးနဲ့ကြာရှုံးမှုပုံစံလေးကို ရှောက်ခွေချင်းဖြစ်ထိရောက်စွာအတုံးချနိုင်တဲ့လုံပုံကတော့ငမ်းပုန်ဤတရင်တနည်းနားလေသဘောပေါက်လာနိုင်လိုက်လူအငန်းကျင့်တုံးနဲ့လုံပုံကံမဖြစ်လေတင်ပပွားအတွက်အတုံးချဖို့ဖြစ်နိုင်ပြီပါဝါရင်ပဖက်ရဲ့ဂျီလင်းလုံးနဲ့ကြအမြင်ဖက်ကိုအတုလူလေခရဲပါလိမ့်မဖြစ်လို့လဲစီဖို့သူရဲ့ရလကအလွန်အကြုံချင်နေကြည့်သူရဲ့တတတာဆောဆောင်လေးမှာကံပေါင်းခြင်းအခန်းကဏ္ဍကအလွန်ကြီးမားမိတာတဲ့ကံကောက်ခြင်းဆိုလာက တရကိစေချာစီအတူရီမိုင်တဲ့အရာလို့မဟုတ်ပါဘူးဟောတမန်ပညာရှင်ဆော်ဒီရစ်လူးဝစ် အလင်ပါသဲမြအားခဲအလဲအလက်အမေရိကန်လူမျိုးတွေရဲ့ဘဝနေထိုင်ဖို့တီဖို့ပြောင်းလဲလာတဲ့ပုံစံအလုံးလုံးတဲ့ပုံစံစားတောက်တဲ့ပုံစံဆရာလေးကိုဒိနာပေါ်တုတ်ခဲ့ပါတရင်းများခင်လွမ်းမှုနေတော့အစွန်ရောက်ဆက်ကောင်များကိုလိလာခြင်းတဲ့ထိုဖဲသူကျေပြန့်တော်ရှူတော်မှဒိလာခြင်းကဟူပြီးတိုးတောင်းစီလျော်တဲ့တင်ငဲကောင်များကို အလာတဲတဲ့နိုင်ရ။အငယ်မှုဆိုရတဲတဲ့ငယ်ဖြစ်လို့ဆရာတယောက်ပါညံကားမဲမှုရေကိုသူဖို့ပတော်မှအကြွှဲမှုရခင်နေအားတိဆောင်ထားရောက်ပါတယ်လေ။တချင်ကဘီဂိတ်ကပြောခဲ့ဘူးပါတယ်။တကယ်တော့ညာအရာရာတိုင်းကအလွန်အကျွံကောင်းလာပါကစင်တတလူကောင်းရတာမျိုးမဟုတ်ဘူးဆိုတာသိထားပါ။တင်ကခန္ဓာရရှိလာတဲ့မဟာတမနိလီတာမဟုတ်ပါဘူး။တကယ်လို့ညာကေဗွန်ကင်းကအမှုမှုညာကိုတင့်တယ်ဆောင်ကြည့်ပေးလာတယ်ဘု ဟန်ယူထားပါကကံကောင်းခြင်းနဲ့ညီအကိုဖြစ်တဲ့အန်တရဆိုတာကလည်းတင်းရဲ့အခြေအနေကိုအလင်းအမြဲကြောင်းလဲဖြစ်နိုင်နေစကားကိုလည်းယုံကြည်ထားဖို့လိုပါတယ်။ဒါပေမဲ့တခြားဘက်မှာလည်းအလားတူပါပဲ။ကြာဆုံးခြင်းဟာလည်းတည်တည်ငြိမ်ဖြစ်လက်ဆရာတယောက်ဖြစ်နိုင်ပါ။ထမြက်တဲ့ဒီပေကတခါတရင်ခွင့်နဲ့နားလည်ပေးနိုင်တယ်။တကယ်အန်တရညာကိုတင်းတဲ့တုံးတက်တဲ့အခါ ူတို့ရဲ့ဆုံးဖြတ်ချက်တွေကဆိုးရတယ်လို့အတွေးရောက်သွားအောင်ခိုဆရာကသူ့ဆောင်ထားရပါတယ်။ပိုအရေးကြီးတာကအောင်မြင်မှုမှာတန်ကောင်းခြင်းရဲ့အခန်းကဏ္ဍကိုတတိတူမီတလချရှောမှုတွေကိုရင်ဆိုင်ရတဲ့အခါအန်ဒရဲရဲ့အခန်းကဏ္ဍကိုနားလည်ပြီးကိုကိုကိုခွန်လစ်တက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဘေယာကမှ တင်တွဲထင်တယ်လို့အကောင်းကြီးဖြစ်နေတာမျိုးအဆိုးကြီးဖြစ်နေတာမျိုးမဟုတ်ပါဘူး။ကန်ဂျမာရဲ့ တွန်းအားပေးခြင်းခံခဲ့ရတဲ့ဂျူးနှစ်ယောက်ရဲ့ဇလန်းကိုဆက်ပြောပါနဲ့